မယူသင်းကိုခုချိန်ထိချစ်နေသေးတဲ့အန်တိုနီမာရှယ်မန်ချက်စတာနဲ့ဒီအပြည့်တိုက်စစ်မှုအန်တိုနီမာရှယ်ကကလပ်အသင်းနဲ့ကစားမပွားဇာတ်သိမ်းသွားခဲ့ပြီဖြစ်ပေမဲ့သူကဆိုရှယ်မီဒီယာအကောင့်မှာတော့မယူပေါ်ထားရှိတဲ့နိုင်ဆိုင်နဲ့ချစ်မကုန်သေးတဲ့တန်ရုံးစင်ကိုထင်ရှားစွာပြသနေစေဖြစ်ပါတယ်။ဒါက professional ဘောလုံးမတူရဲ့စိတ်ကံစားမှုနဲ့အမတ်တရားတွေပေါ်တန်မိုးထားမှုကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။မာရှယ်ရဲ့ဆိုရှယ်မီဒီယာအကောင့်ကဘာဖိုတိုမှာမယူသင်းက2019ခုနှစ်မှာသောတဒန်အသင်းကိုနိုင်ယူပြီး EFN Plus ကိုစုကူခဲ့တဲ့ on welcome ပုံရိပ်ကိုအခုထိတင်ထားစေဖြစ်ပါတယ်။ ဲ့ဒီပုံကတော့19ခုနှစ်ဖလားရဘီဘီချင်းမှာပဲချက်ချင်းပြောင်းလဲတင်ခဲ့တာဖြစ်ပြီးခုနှစ်နှစ်ကျော်ကြာသည့်အထိမဖြိုးပွဲအမတ်တရဖြစ်ဆုံးပုံရိပ်တစ်ခုဖြစ်ဆက်လက်ထားရှိနေခဲ့တာပဲဖြစ်ပါတယ်။သူကမယုံကစားမပေါ်2015ခုနှစ်ကနေ2024ခုနှစ်အတွင်းမှာမာဆေကအသင်းနဲ့အမြင်နဲ့အစမပြေမှုတွေပရိသတ်ရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့မေကုံထုံးမှုတွေကိုမကြာခဏဆက်စပ်လို့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့လည်းဒီပုံကတော့လုံးဝဖြိုးချခြင်းမရှိခဲ့တာကမာဆေကဝေဖန်မှုတွေဈာတွေကနေမယုံသင်းတဲ့အောင်မြင်မှုတွေကိုရယူပေးနိုင်ခဲ့တဲ့အခိုက်အတန့်ကိုတမိုးထားကြောင်းပြသနေပါတယ်။သူကစားမပေါ်အကောင်းဆုံးကာလတွေကဒီစိတ်ပိုင်းကိုကိုစားပြုနေတဲ့ဒီပုံက ူအစီမံတဲ့တိစတရားကိုဖော်ပြနေတယ်လို့ပေးတဲ့ချိုးကအသုံးသက်ကြပါတယ်အထူးကြောင့်ချက်ကတော့မာရှယ်ကအခုကမယူတင်ကနေစာချုပ်တဲ့တန်ကုံဆုံးပြီးဘီတက်ထုတ်ောက်သွားပြီဖြစ်ပြီးအတင်းနေတောင်ပြောင်းလဲကစားနေရပြီဖြစ်ပါတယ်လက်ရှိချိန်မှာမာရှယ်ကမက္ဆီကိုကလပ်ရာယာတို့အတင်းမှာကစားနေပေမဲ့သူရဲ့ဆိုရှယ်မီဒီယာကာဗာဖိုတိုကိုတော့ခုထိမပြောင်းလဲပဲမယူတင်ရဲ့မတရားပုံကိုပဲဆက်လက်ထားရှိနေတာကသူရဲ့စိတ်ရင်းမှန်ကိုဖော်ပြနေတာလည်းဖြစ်ပါတယ် professional ball သမားများစုကကလပ်တင်းပြောင်းရွှေ့သွားပါကအတင်းအောင်နဲ့ပတ်သက်တဲ့အမတ်တရားတွေကိုချက်ချင်းဖိစားလို့ရှိကြပါမယ်လေ။ဝါရှယ်ရဲ့ဒီလိုမျိုးလုပ်ရက်ကမယူတင်းနဲ့ရရှိခဲ့တဲ့ဖလားအောင်မြင်မှုရဲ့ဆက်လို့စားမှုကသူ့အတွက်ဘလောက်တောင်တန်ဖိုးရှိကြောင်းကိုပြသနေတာဖြစ်ပါတယ်။ ဘဝမှုတွေဂျာတကသူရဲ့အတင်းကိုချီးကျင့်တွေ့တာလဲစိတ်ဓာတ်ကိုဒီပုံလေးကနေတစီမြင်တွေ့ရခြင်းပေါ့အပြုလိုပေါင်းဆောင်တဲ့တုတ်ပြမှုတွေကိုပြသခဲ့ကြပါဗျာ